မင်္ဂလာပါရှင်9ရက်6လမှာ15ရက်6လတပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့ကိုလုံးဝခံရတဲ့အခါမှာမပြီးပြတ်တာနောက်ပြီးတော့ ကိုငွေကြီးနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်ပဲပြောပြောနောက်ပြီးတော့ကိုအခုလက်ရှိလုပ်နေတဲ့ဒီလုပ်ငန်းခွင်ထဲပဲစကားပြောပြောအရန်ခက်ခဲစီတယ်အဲ့တော့ကြီးကေးကပို့ပြီးတော့အမြင်မကြည်လင်တာမျိုးတွေဂျုံဝတ်တက်တယ်ဒါကြောင့်မို့လို့သတိလေးထားပါနော်တံပိုးကြီးတဲ့ပစ္စည်းဝင်လာဖို့ရှိပါတယ်အဲ့လိုဝင်လာမယ်ဆိုတာကမိမိရဲ့ကိုယ်ပိုင်အရေးချင်းနဲ့ဝင်လာတာမျိုးမဟုတ်ပဲနဲ့ဒစုံတယောက်ကနေပြီးတော့လုပ်ပေးလိုက်လို့တံပိုးကြီးသောပစ္စည်းဝင်လာစေမယ်လို့တွေးရပါတယ် မိษွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စင်ရမယ်။မိษွေအပေါင်းတဲ့နဲ့ရန်များခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ဝါတာအိမ်ကိစ္စတွေနောက်ဆန်တင်ရတာအိမ်နဲ့ပတ်သက်ပြီးတော့စကားပြောဆိုတဲ့အခါမှာမပြီးပြတ်တာဒါလေးလေးကျောင်းရမှာပဲဖြစ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်တော့မရှိဘူး။ဒို့ပေမဲ့ကိုကိုတိုင်းလည်းပဲလက်ရှိအလုပ်လုပ်နေတဲ့တန်လန်းတဲ့လမ်းပျောက်သွားတာမျိုးကျွန်တော်တပိုင်းအဲ့တော့မိမိအနေနဲ့ အစိုးရကနေကကိုလုံချင်တဲ့အရာလေးတွေကို ပုံစံချပြီးတော့စနစ်တကျလုပ်ကြိုက်သွားပါဒါဆိုရင်လမ်းပြောက်စရာအကြောင်းမရှိတော့ဘူးပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအနေမှာငြိမ့်နေတယ်ဘလို့ငြိမ့်နေတာလဲဆိုတော့ချစ်သူကြီးစားတွေအဆက်အသွယ်ပြတ်တောက်မှုတို့ငြိမ့်နေတာအကြောင်းနောက်တစ်ခုကကျတော့ချစ်သူနဲ့ကိုယ်နဲ့ကြားထဲမှာเจ้าဝင်တွေးထိုးတာတွေနှောက်ရက်တာတွေရှိတဲ့အတွက်ကြောင့်မို့လို့အဆက်အသွယ်လေးတွေအဆင်မပြေတာမျိုး စကားတွေမကြည်မလင်ပြောရတာမျိုးဒီလိုလေးလေးကြုံရတဲ့တည်းအင်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးစစ်စစ်လေးနဲ့အင်တော်ကြီးတာယာနေမယ်လို့တွေ့ရပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိဘူး။ရခင်ကနေကကျမ်းမာကြီးယောဂဝေဒနာခံစားရတယ်ဆိုရင်တော့အနာနဲ့ဆေးတွေ့သွားမယ်ဒီတစ်ပတ်တည်းမှာ။နောက်ဆရာကောင်းတစ်ပါးကောင်းတွေ့သွားမယ်ဒီလိုလေးမြင်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေခက်ခဲစီတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ဝေဝါးနေတယ်။အလုပ်မှာ ကြန့်ကြာနေတယ်ဒီလိုလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရတယ်နော်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်အဲ့တော့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့အထွက်တွေအရန်ကျန်းနေတယ်ဒါကြောင့်မို့လို့ငွေကိုလိုအပ်တဲ့နေရာမှာသုံးပါအဲ့တော့မလိုအပ်တဲ့အရာတွေကိုအများဆုံးမသုံးပြီးဖို့ပဲတတိပေးချင်ပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာဘာလဲဆိုတော့အမျိုးသမီးတယောက်အတွက်ကိုမိမိတီအမြင်နဲ့ခေါင်းထဲမှာ ပြီးတော့ပြီးပူပန်နေရတဲ့အရာတွေဖြစ်တဲ့တည်းအဲ့ဒါကမိဘလည်းဖြစ်နိုင်တယ်ဆွေမျိုးသားချင်းတွေကအတော်သားချင်းလည်းဖြစ်နိုင်တယ်ဒီလိုမျိုးတွေပူပန်နေရတာမျိုးကျောင်းမှာပဲဖြစ်ပါတယ်ပြီးတော့တနည်းကလေးသားသမီးချင်းမိတ်ဆွေတွေတပတ်တာကံထောက်ခံဖြစ်စီကိုရေဒီယာကောင်းလေးဆံမှာပြီးချင်ပါတယ်ဒီနေ့ကိုရတဲ့သမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်ယနေ့ကဖရားတွေဖရားတွေမှာမိမိတက်နိုင်တဲ့ပေါ့နော်တရားစာအုပ်ကလေးကို ဖျားမှာတော့ပြီးတော့မြည်သူမဆိုဟိုပဋ္ဌာန်းစာအုပ်ဆိုလဲပဋ္ဌာန်းစာအုပ်ဖတ်ရှုနိုင်အောင်ပေါ့နော်အဲ့တော့ဒီဂုံတော်ကိုပါဆိုရင်လည်းပဲဂုံတော်ကိုပါအတွက်ကိုတခြားတရားစာလေးတွေကိုဖတ်ရှုနိုင်အောင်တွားရောက်ပြီးတော့မှလက်ဆောင်တားပေးခြင်းပြုလုပ်ဆောင်ရမယ်ဆိုရင်မိမိရဲ့ကန်ဆာတာတပတ်တာအញ្ញံခိုက်တွေပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစီပါပဲဖြစ်ပါလေရှင်မင်္ဂလာပါရှင်9ရက်6လမှာ15ရက်6လတပတ်တာတနင်္လာသားသမီးချစ်မိတ်စုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလေရှင် တင်းဟာသာသမီချင်းမိတ်ဆွေလုပ်ငန်းကံကန်းနဲ့ဒီတစ်ပတ်မှာအဆင်ပြေပေအကျိုးပေးပေးဗာလီပဲလုံးလုံးပြည်နှကောင်းနေရတာအလုတ်ကနေပြီးတော့အကျိုးမြတ်များစွာရရှိစေတာကိုတွေ့ရပါတယ်တမူကြီးတို့ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိမိရရည်ရထားတည်ပဲဖြစ်စီမရည်ရထားတည်ပဲဖြစ်စီရုပ်တရက်ဝင်လာတဲ့အရာလေးတွေတွေ့ရပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတဲ့တည်မိမိဘက်ကနေပြီးတော့အပြုံးအဆိုးနေတိုင်းလေးတွေကိုဆင်ခြင်စေခြင်းနဲ့တော့ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအရာအလုံးအဆင်ပြေသွားမယ်ကိုယ့်ဘက်ကရည်ရွယ်ထားတဲ့အရာလေးတွေရောနောက်ပြီးတော့အိမ်မိသားစုကတိုင်ပင်ထားတဲ့ကိစ္စလေးတွေရောအဆင်ပြေချုံးမွေ့စေမယ်လို့တွေ့ရပါတယ်ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့နောက်ဆန်တင်းစရာလေးတွေဖြစ်တတ်ပါတယ်ရှင်မျိုးသားချင်းအပေါ်မှာပူပန်မှုတွေတစ်ခုပြီးတစ်ခုကျုံရောက်မှာပဲဖြစ်ပါတယ်ကျန်အန်ဒီစူးစူးဝါမရှိပါဘူးရှင်။ဒို့ပင်ပဲအထက်လူကြီးအကြီးကြီးကမိမိအပေါ်မှာအမြင်မကြည်လင်တာမျိုးတော့ခံရတတ်ပါတယ်။ဒါလေးကိုတော့သတိထားပါနော်။ ခြေအနေပတ်သက်ပြီးတော့ချစ်သူနဲ့အဆင်မပြေမှုတွေကြုံရတဲ့တည်းဒီလိုအဆင်မပြေရခြင်းအကြောင်းတရားကစာရွက်စာတမ်းကိစ္စတခုကိုအကြောင်းပြုပြီးတော့အဆင်မပြေဘူးလို့တွေ့ရပါတယ်။အဲ့တော့ဘယ်လိုအကြောင်းရဖြစ်မလဲတော့မသိဘူးပေါ့နော်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးမှာတကြက်ကြက်စကားများတာရမ်းဖြစ်တာအထင်းမြင်လွဲမှားတာတန်တရားတွေများတာအဲ့တန်တရားကြီးထွားပြီးတော့မှပြဿနာတခုပြီးတခုကြုံရတာဒီလိုလေးလေးတွေ့ရပါတယ်။ ကျမိုင်းနဲ့ပတ်သက်ပြီးတော့အရင်ရှိတဲ့ view site ပါနော်တနင်္လာသားသမီးချင်းမိတ်ဆွေဒီဒီဘက်တာမှာကျမိုင်းနဲ့ပတ်သက်ပြီးတော့လူကခါးတွေအရင်ကြိုက်တာနောက်ပြီးတော့အမြဲတမ်းဗလန်းမဆန်းဖြစ်နေတာမျိုးကြုံရတတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့မိသားစုအိမ်လူကြီးမှာအေးဘူးအေးဆူလေးတွေဖြစ်တတ်တဲ့ကြောင်းမအေးချမ်းသေးဘူးမငြိမ်းချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့လေးတလုံးကိုထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းမယ်ရှင်လန်းမယ်အဲ့တော့ဝင်လာတဲ့ငွေကြီးကိုမိမိဘက်ကလက်ထဲမှာငွေမကင်ထားပဲနဲ့တန်ဖိုးကြီးသောပစ္စည်းတစ်ခုခုကိုမိမိကဝယ်ထားမယ်ဆိုရင်ကို့အတွက်ပို့ပြီးတော့တပတ်တောင်မှငွေပြေးစီတယ်လို့တွေ့ရတယ်နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးအထူးသဖြင့်ယောက်ျားသားပဲဖြစ်ဖြစ်မိန်းမသားပဲဖြစ်ဖြစ်တနည်းလားသားသမီးချင်းမိတ်ဆွေကိုအမျိုးသမီးတွေကအကောင်းဆုံးအကူအညီကောင်းထောက်ပံ့ကောင်းပေးဖယ်လို့တွေ့ရပါတယ်ဒီတော့တနည်းလားသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ် တနေ့လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်တာမှာပြုလို့ဆောင်ရွက်မှာကမိမိနေအိမ်ကဖရားမှာသို့မဟုတ်ဖရားတဆူဆူမှာစီသမီးအဲ့တော့စီသမီးဆိုတာတချို့ဒီမြန်မာပြည်မှာတော့ကောင်းချင်းတဲ့စီနဲ့ထူထားတဲ့အရာကိုရတယ်အဲ့တော့ပြပနေမှာနိုင်ငံခြားတွေမှာကြတော့စီသမီးဟာရှားဖွေရခက်ခဲတယ်အဲ့လိုမျိုးချင်းမိတ်ဆွေတွေအတွက်ကကြတော့သမီးကိုစီစားလေးနေပြီးတော့မှဖရားကိုစွန့်တော်ကပ်ပေးတာမျိုးအဲ့တော့ဟင်းလျာကတော့ကိုယ့်အကိုကြိုက်မြတ်တဲ့ရထည့်ပြီးတော့လူလူရပါတယ်ယခုလို့ ဒီသမင်းစီဆန်းဒါမှမဟုတ်စီသမင်းလူတိုင်းချင်းပြင်မိမိရဲ့ကန်စာတာအញ្ញံခက်တွေပေါက်ပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေပြေဝစီမှာပဲဖြစ်ပါရဲ့ရှင်။မင်္ဂလာပါရှင်။ကိုယ့်ရဲ့၆လမှာ၁၅ရဲ့၆လတပတ်တာအင်္ဂါသားသမီးချစ်ပြီဆိုရင်အလုတ်ကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချစ်ပြီဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့ကံအားအလိုကောင်းနေပါတယ်။အလုကလေးတရင်ကောင်းနေကြပါမယ်။အယောင်းဝယ်သမားများဆိုရင်လည်းဒီတစ်ပတ်မှာရောင်းအောင်ဝယ်အားကြီးကောင်းနေပေတပတ်တာလို့တွေ့ရပါတယ်။ တန်မှုကြီးရဲ့ပစ္စည်းတွေထွက်တတ်တယ်သိယူဆိုင်ပါနော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပံမှုမှုတွေအကူကြီးကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေပဲတပတ်တာပါအိမ်နဲ့ပတ်သက်ပြီးတော့အကြီးကဲကြီးရဲ့အကူကြီးကောင်းရမေးနောက်တစ်ခုကအေယိုအကြောင်းပြုပြီးတော့မှဝေးချေးကိစ္စရင်းနှီးမြှုပ်နှံပေးအရာလေးတွေရှိတယ်ဆိုရင်လည်းကံကောင်းတွေပဲတို့တွေ့ရပါတယ်ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်အဆက်အသွယ်ကောင်းတွေလည်းရနိုင်ပါတယ် ရန်အနေရတိုက်ခိုက်လုံးဝလုံးဝမရှိပါဘူးရှင်။ရန်အနေရမရှိတဲ့အပြင်မိမိပါချစ်သူခင်သူပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်နေပြီ။မျက်နှာပွင့်နေခါမှာအနေရရှိတာကမိမိပါကာမပိုင်ချစ်သူရှိနေတယ်ဆိုရင်အခြားသောသူတွေရဲ့စိတ်ဝင်စားခြင်းခံရတဲ့အခါမှာချစ်သူနဲ့ပြဿနာတွေဖြစ်တာမျိုးနောက်တစ်ခုကကျတော့အဆက်အသွယ်တွေလုံးဝ အဖြတ်ခံရတာမျိုးဒါလေးကျွမ်းတက်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးတွေစိုးရိမ်ပူပန်ရတာမျိုးရှိနေပါတယ်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်တဲ့စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တစ်ပတ်တာလို့မြင်ပါတယ်။ဒါအပြင်အမျိုးသမီးအများစုရဲ့ချီးမွမ်းခြင်း၊လေးစားခြင်း၊ယုံကြည်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကံအားနည်းနေလေတို့ပင်ပင် မဖြစ်မနေထီတိုးကံဆင်းချစ်တယ်ဆိုရင်တော့ငါးတလုံးထီတိုးကံဆန်းလို့ရပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးတော့ရှင်လမ်းမြေတပတ်တာပါအဲ့တော့ကံနဲ့ရတာတဲ့မိမိရဲ့ဉာဏ်အားနဲ့ခွန်အားနဲ့ကြိုးစားအားထုတ်ပြီးတော့ရရှိလာတဲ့ငွေကြီးမျိုးတွေဝင်လာမစင်းတဲတဲတဲရရှိပါပဲဖြစ်ပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါရှင်မျိုးသားချင်းတွေကတက်ကြီးရွယ်ဦးတွေကျမ်းမာရေးအញ្ញံရေးမိမိရဲ့အိမ်တော်ဘက်ညီကိုမောင်နှမပေါ့နော်အဲ့လိုမျိုးတွေရဲ့ကျမ်းမာရေးအញ្ញံတွေကြောင့်စိတ်ညစ်နေရတာမျိုးပူပန်နေရတာမျိုးကြုံရမှာပဲဖြစ်ပါလိမ့်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်တပတ်တာမှာမိမိပြောဆိုတဲ့အခါအားဆက်ရှာဆက်တွေကောင်းဖို့စီဖို့လှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်ချက်တွေကောင်းစီဖို့အတွက်ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးဆက်မပေးချင်ပါတယ် အင်္ဂါသားသမီးချမိဆွေတပတ်တော်မှာပြုလုပ်ဆောင်ရမယ့်ရည်ရာကမိမိနေင်္ဂါဖျားမှာအောင်းတပြေ21ညသူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တော်အလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ကိုရင်6လမှ19ရက်6လတပတ်တာဘုံတော်ဟူသားသမီးချမိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေအလုံးမှာအခက်အခဲဖြစ်စေရလေးတွေရံများစကားများပြဿနာဖြစ်တာလေးကြုံရတတ်ပါ යි ဒါကြောင့်တတိယထားပါတော့တမိုးကြီးတော့ပစ္စည်းတွေထွက်တတ်ပါ යි မိမိအနေနဲ့ကိုလိုအပ်လို့ထွက်သွားတာဆိုရင်တော့ပြဿနာမရှိဘူးဒီလိုမျိုးမဟုတ်ပဲနဲ့မိမိကကိုပစ္စည်းတွေမှားပြီးတော့ထားလိုက်တာအထားသူမှားပြီးတော့ပျောက်သွားတာမျိုးနောက်ခိုးခံရတာမျိုးလေးဖြစ်တဲ့တည်းဒါလေးကိုယူဆိုင်ပါတော့ မိတ်ဆွေပေါင်းသစ်နဲ့ပတ်သက်ပြီးတော့ကုညီကောင်းတွေအကြံဉာဏ်ကောင်းတွေထောက်ပံ့ကောင်းတွေရရှိစေပါပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့ဆေးရှုပ်ဆရာလေးတွေကြုံရမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပူအိမ်ဆူလေးတွေလည်းဖြစ်တတ်ပါတယ်။ဆေးရသားချင်းနဲ့ပတ်သက်ပြီးတော့ကိုကငွေကြေးကိစ္စလေးတွေညှောင့်နှထားတယ်။အဲ့ဒီမှာဆေးရသားချင်းစီရနေပြီးတော့ငွေကြေးကိစ္စလေးတွေအဆင်မပြေတဲ့အပြင်အပြစ်ပြောတာလေးတွေအပြစ်မြင်တာလေးတွေကြားတတ်ပါတယ်။ဒါလေးသတိထားပါနော်။ ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်ဒီဥစိတ်ပါသွားတဲ့လာတဲ့နေရာလေးတွေမှာသွားတရီလာတရီအများကြီးရှိစေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သွားရင်လာရင်အသွားမတော်တလန်းအစားမတော်တော်လို့ဆိုတဲ့စကားလေးတိုင်းပဲအခိုက်ခဲလေးတွေမှာတိုက်ခိုက်ကလေးတွေရှိနေတယ်လို့တွေ့ရတယ်နော်။အခြေအနေနဲ့ပတ်သက်ပြီးတော့အကြီးကြီးတွေကြောင့်ချစ်သူတယောက်ကြောင့်မှတွေးခွဲစရာမျိုးလေးဖြစ်တဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိမ်မကြောက်မှုလေးတွေကြောင့်မှပဲဖြစ်ပါတယ်။ ျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘီယူစိတ်ပါဖြစ်တဲ့တဲ့ယောဂဝေဒနာဟာအေးပတ်တာအဆုတ်တွေပွားတာအမြင်နဲ့နှာတွေစီးပြီးတော့ခေါင်းတွေအုံနေတာခေါင်းတွေခဲနေတာမျိုးဖြစ်တဲ့တဲ့အဲ့တော့အဲ့ဒီရဲ့အရေးမြတ်ကတော့အေးပတ်လို့ဖြစ်တာပေါ့နော်အဲ့ဒါလေးကိုဘီယူစိတ်ပါ အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်နဲ့ပတ်သက်ပြီးတော့မိမိဒီတစ်ခုပြီးတစ်ခုပေါ့ဒီကိစ္စတစ်ခုမှမပြည့်ပြည့်သေးဘူး။နောက်လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေတဘုံဘုံနောက်ကိုတောင်းဝေယူရတဲ့ကိစ္စလေးတွေမှာအဆက်မပြတ်လှုပ်ရှားတာလေးကြုံရပါတယ်။အဲ့တော့ဟိုဝန်ထမ်းဆိုရင်လေလက္ခဏာဆိုရင်လည်းပဲအလုပ်တာဝန်ဟာနှစ်ယောက်စာတောင်းဝေယူနေရတယ်။ဒါပေမဲ့ရတဲ့လက္ခဏာကျတော့တယောက်စာပဲရနေတာဖြစ်တတ်ပါလေ။ ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းပါတယ်။ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးကိုထီထိုးကန်ဆန်းလို့ရပါတယ်။လက်လာပါနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ငွေကြီးတွေသည်မိမိအနေနဲ့မမြင်ရမျိုးအဲ့တော့ဝင်လာတဲ့ငွေတွေမမြင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖို့အတွက်တကယ်လို့လိုအပ်လို့သုံးရမယ့်ကိစ္စဆိုလို့ချင်းအတော့ ပြုတ်လိုက်ပါအဲ့လိုဖြုံးရမယ့်ကိစ္စမျိုးဆိုလို့ရှိရင်ဒီတစ်ပတ်မှာ maybe ဖြုံးမှုကိစ္စတွေကိုရှည်တမ်းမတင်ထားပဲနဲ့လိုအပ်တဲ့နေရာလေးတွေမှာသုံးပေးဆိုတဲ့စိတ်ဆန္ဒလေးတစ်ခုထည့်ထားတယ်ဆိုရင် maybe အတွက်ငွေကြေးကိစ္စတွေအဖက်တင်စေတယ်လို့တွေ့ရပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုပ်ပေါ်ပြကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရအောင်အဲ့တော့ကိုတီအလုပ်လုပ်တဲ့အခါနောက်ကိုတီအရှိထွက်ပြီးတော့စကားပြောဆိုရတဲ့အခါမှာ ထင်ပေါ်ခြင်းပေါ်တွင်ခြင်းပို့ပြောတဲ့စကားလေးတွေအောင်မြင်စေခြင်းနောက်ပြန်လာပွင့်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေကံတောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးခြင်းပါတယ်ဘုဒ္ဓသာသမိချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရရကမိမိဒီအင်္ဂါဖျားမှာဒီချင်းတစ်ခွက်နောက်ပေါင်းဖို့တပကံစက်ကလူတိုင်းချင်းပြေခက်ခဲနေသောတပတ်တာအလုံးစုံပြည့်နေသောဖိလို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်9ရက်6လမှ15ရက်6လတပတ်တာဂျာတာပတိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်ဂျာတာပတိသားသမီးချင်းမိတ်ဆွေလုပ်ငန်းမှာတူတူတလန်တွေမပြည့်ပြတဲ့အရာမျိုးတွေအလုပ်ကြောင့်ဆိတ်ရှုံရတာမျိုးတွေဝင်ဖိနေတာမျိုးတွေကျွမ်းဝပါပဲဖြစ်ပါတယ်တမိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်အဲ့တော့မိမိအနေနဲ့ပိုမျောနေထားတဲ့အရာကိုစိုက်စိုက်မဲမဲမိမိစီဝင်လာမယ်လို့တွေ့ရပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေရဲ့ညဉ့်ညင်မှုတွေအပြစ်မြင်မှုတွေလူလေးတွေခံရတဲ့ပါတယ်ပြုစိတ်ပါနော်အိမ်နဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်ရတာအိမ်ကိုကိုကိစ္စအတဲသူများဒီအိမ်မိသားစုကိစ္စတွေကိုစကားပြောဆိုပေးရတာဖြည့်ရှင်းပေးရတာဒီလိုလေးကျောင်းရမှာပဲဖြစ်ပါတယ်ဆွေပြူသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေပြူသားချင်းစီကတရင်ကောင်းတွေကျောင်းရမှာပဲဖြစ်တယ်ရန်အနေနဲ့တိုက်ခိုက်အောင်ရှယ်လုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့ကိုနဲ့ကြားထဲမှာပြက်တောက်သွားတာမျိုးချစ်သူအပေါ်မှာစိတ်ကုန်စိတ်ပြက်သွားတာမျိုးကျောင်းဝမှာပဲဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ကအခြားသော အောက်လိုက်နေသားတွေကြောင့်ဒါမှမဟုတ်ဘေးပတ်ဝန်းကျင်ကြောင့်အိမ်တော်ကြီးတွေတကြက်ကြက်စကားမရတာမျိုးဖြစ်တတ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဘီယူဆိုင်ပါကျမကြီးချူချာတတ်ပါတယ်ခန္ဓာကိုယ်အပေါ်ပိုင်းကိုကျမကြီးပို့ပြီးတော့ဘီယူဆိုင်စီခြင်းနဲ့တော့အေးချမ်းမှုညေးချမ်းမှုရောက်ရှိလာမယ့်တစ်ပတ်တာလို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အလွန်ကောင်းနေပါတယ်။ထီတို့ကန်ဆန်းချင်တယ်ဆိုတော့ခုနှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အချင်းငါးတွေလုံးဝမလုပ်ပါနဲ့။အဲ့တော့ဝေးချင်းကိစ္စတွေစကားပြောရတပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစူးဝတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးမိမိလှုပ်ဆောင်ချက်တိုင်းလှုပ်ဆောင်ချက်တိုင်းပါအောင်မြင်ခြင်းထွန်းတောင့်ခြင်းကြော်ကြားခြင်းဆိုတဲ့အရာလေးတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ ဂျာတာပရိတာတပိချမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးချင်ပါလေဂျာတာပရိတာတပိချမိဆွေပြုလို့ဆောင်ရွက်မဲ့ရေရာက၅ခုနှစ်ကောင်ထုတ်ပေးခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်9ရက်6လမှာ9ရက်6လတပတ်တာတောက်ကြသားတပိချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင် တောင်းကြသားသမီးချစ်မိတ်ဆွေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိစေဖို့တပတ်တာလို့တွေ့ရပါတယ်အလုတ်တွေအစီအပြေပဲအလုတ်နဲ့ပတ်သက်ပြီးတော့အင်တာဗျူးထားတာရှိတယ်ဆိုရင်လည်းဒီတပတ်အတော်တွင်အလုတ်ကနေသတင်းကောင်းကြားအောင်မှာပဲဖြစ်ပါတယ်တန်မိုးကြီးတို့ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသိကံအရန်ကောင်းပါလေဆရာသမားခံလေးအရန်ကောင်းပါလေအပူကြီးကောင်းထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာလို့မြင်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်က ထောက်ပံ့ကောင်းပေးခြင်းအိမ်ရဲ့အကူအညီကောင်းတွေရရှိခြင်းအိမ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်နေကြရခြင်းဒီလိုလေးတွေ့ရပါတယ်။ရှင်မျိုးသားချင်းစီကအဆက်အသွယ်ကောင်းအကူအညီကောင်းတွေရဖို့ရှိနေပါတယ်။ရန်အနေနဲ့တိတ်ခဲရှိတဲ့တတိထားပါတော့မိမိကိုမလိုတာမိမိကိုမုန်းတီးတာမိမိကိုသဘုတ်လင်လွင်အပြစ်တွေပြောတာနာမည်လိုက်ဖြစ်တာဒါလေးခံရတတ်ပါလေဒါကိုတတိထားပါတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အញ្ញမ်းရှိရင်ဖြစ်လိုက်ခါရဲ့အောက်ပိုင်းလေးကျမ်းမာရေးညံတာမျိုးကြောင့်ရတတ်ပါလေ အေးချမ်းမှုကြီးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်၌ကလည်းပဲတကယ်ကိုစူးစမ်းနေရတယ်။စူးစမ်းတဲ့အရာလေးတွေရာလည်းပဲဖြစ်ဖို့အတွက်လည်းတကမ်းမှရှိနေတယ်။ဒီတဲ့ကြောင့်ဆက်ပြီးတော့စူးစမ်းပါလို့ပြောချင်ပါတယ်။ကဲနေပတ်သက်ပြီးတော့အားနေပါတယ်တို့ပေမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးကိုဒီတို့ကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းလာပြီနောက်ပြီးတော့အခွင့်အရေးလေးတွေရရှိစေပြီအလုပ်ကနေပြီးတော့လည်းပဲတကယ့်ပုံမှာအခွင့်အထူးတွေရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝေးကြီးကန်ကောင်းတယ်လို့တွေ့ရတယ်နော် အလုံးနဲ့ပတ်သက်ပြီးတော့အခြားသောဆိုးရွားတဲ့ပူပါမှုမျိုးလုံးဝမတွေ့ရဘူးအဲ့တော့မိမိအနေနဲ့ချစ်သူခင်သူလဲပေါ့မေတော့ရံအတိုက်ခဲလေးရှိတယ်ဒါလေးတွေကိုတတိတိထားပြီးတော့နေထိုင်သွားစီကြပါလိမ့်ဒီတော့တောက်ကြသားသမီးချင်းမဆွေတွေကံထောက်ဖန်ပစ္စည်းတွေရေရာကောင်းလေးဆံမပေးကြပါလိမ့်တောက်ကြသားသမီးချင်းမဆွေပြုလို့ဆောင်ရွက်မယ်ရေရာက စာကလေးတွေကိုစပားတွဲလေးတွေကျေးပြီးတော့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ကိုရီ6လမှ15ရက်6လတပတ်တာစနေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုံးမှာအတိုက်ခိုက်တွေအရင်များမေးသတိထားပါနော်အပြိုင်ဆိုင်တွေလည်းအရင်ရှိပါတယ်မိမိလုံဆောင်နေတဲ့တန်းနဲ့အလုံးမှာကြောင်းတုံးခံရတာမျိုးဖြစ်တဲ့တည်းအမအယူတွေပေါ်တဲ့တည်းဒါတွေကိုသတိလေးထားပြီးတော့လုပ်ကြပါတံမိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်အရေးကြီးတဲ့ဆောင်ရွက်ဆောင်နေတွေပျောက်တဲ့တည်းအဲ့ဒါလည်းပြီးဆိုင်ပြီးနော် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေကအထင်မြင်လွဲမှားမှုတွေတောင်မိတ်ဆွေပေါင်းသင်းကမိမိအပေါ်မှာအမြင်မကြည်တာမျိုးတွေကြုံရတဲ့တည်းအဲ့ဒါလေးကိုလည်းအနေတိုင်းပြောဆိုပြီးစိတ်ပါဆွေမျိုးသားချင်းစီကအကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်ရန်အန်ဒီရဲ့စူးစူးဝါမရှိပေမဲ့စိတ်အနှောက်အယှက်ဖြစ်စရာတပတ်တာလို့တွေ့ရတယ်နော် အခြေအနေနဲ့ပတ်သက်ပြီးတော့အလိညာခံတက်တယ်လေးမစိမ့်ပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြောက်မှုအမျိုးမျိုးတွေနဲ့ပြစ်တောက်ပြစ်တောက်ပြောစရာလေးတွေကြုံရမှာပဲဖြစ်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုညေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေကိုခက်ခဲနေတယ်၊အလုပ်တွေမှာအရန်ပင်ပန်းနေတယ်၊လုပ်နေတဲ့တန်လန့်တွေကိုကိုကိုတိုင်ကအလုပ်တွေထွက်ချင်တဲ့စိတ်၊လုံးဝအလုပ်မလုပ်ချင်တဲ့စိတ်တွေဒီလိုမျိုးပေါ်နေတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒို့ပေမဲ့ဒီလိုကန်ဆန်းခြင်းတဲ့ဆိုရင်တော့နှစ်တလုံးဒီလိုကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းလာမယ်။အဓိကတော့ကိုယ့်ရဲ့ဒီစမ်းသပ်မှုကဘာလဲဆိုရင်ကိုယ့်ရဲ့ဇွဲပေါ့နော်ကိုယ့်ရဲ့ဝိရိယကိုစမ်းသပ်တာမျိုးခံရတဲ့တဲ့ဒီအတွက်ကြောင့်မို့လို့မိမိဒီကန်အားနေပေမဲ့ဝိရိယနဲ့ဒီညံအားကိုအားဆိုင်ပြီးတော့လုပ်စီခြင်းပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စီရင်ကြံပေါ်ပြီးကြည့်လိုက်တဲ့အခါဘလို့မျိုးပဲခက်ခဲနေပါစေ90.17တွေမှာတောက်လျှောက်ဘလောက်ပဲခက်ခဲနေပါစေနောက်ပိုင်းမှာမိမိရဲ့အကျိုးမြတ်များစွာရရှိစေပဲတပတ်တောင်လို့မြင်နေပါတယ်ဒီတော့စနေသားသမီးချမိတ်ဆွေတို့ကံတောက်ပံပစ္စည်းတွေရည်ရအောင်လေးဆရာမပေးချင်ပါတယ်စနေသားသမီးချမိတ်ဆွေပြုလို့ဆောင်ရွက်ပဲတပတ်တာရည်ရာက မိမိဒီရင်ကဖျားမှာဒါမှမဟုတ်ရင်မိမိတို့ဒီထိုင်နေရက်ခွက်ကဆိုင်းရံပိုင်ရံပုံကိုယ်တွေကိုနွားနို့ထူထမ်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်